င်ဆင်များအလုံးမင်္ဂလာပါတပတ်အတွင်းမှာဘိုးမြွန်သားတမ်ပရော PN A နဲ့မြန်မာတမ်ပရောပူပေါင်းပြီးတော့မှထိုးစစ်ပြန်လုပ်ပြီးတော့ဒီထီခိုးကြီးဝကိုပြန်လဲထိန်းချုပ်ထားနိုင်ခဲ့တဲ့အခြေအနေကိုကျွန်တော်တင်ဆက်ပြမှာဖြစ်ပါတယ်ညောင်ချွေမြို့နယ်ဆန်ကားကြီးဝအုပ်စုထီခိုးကြီးဝရေပူကြီးဝစတဲ့ပိုးကြီးဝတဲမှာဒီအကြမဲ့တောင်းကျမ်းသူတွေဟာဘိုးဒေတာဘိုးနယ်မြေတဲ့ကိုကျူးကျော်လာပြီးတော့မှလာရောက်ခိုးအောင်တတ်ဆွဲထားတာ၃နှစ်နီးပါး ရှိခဲ့ပြီးဖြစ်ပါတယ်ဒေတာကံပြည်သူလူထုတွေကလည်းကိုယ့်ရဲ့နေအိမ်ကိုစွန့်ခွာခဲ့ရတယ်အဲ့ဒီအချိန်ကနေစပြီးတော့မှစောက်ဝနေရင်ပြည်ငါရေးကျန်းမာရေးတွေလည်းအကုန်လုံးအခက်အခဲတွေကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဒီဇွန်လနေ့ရက်နေ့2025ခုနှစ်မှာတော့ဘိုးမျိုးသားတပ်မတော် PNA နဲ့မြို့မသားတပ်မတော်ပူးပေါင်းပြီးတော့မာဒီအကြမ်းမဲ့တောင်းကျမ်းသူတွေခိုးအောင်နေတဲ့ထီခိုးကြီးရွာရီပူကြီးရွာဖရဲတော်စတဲ့ကြီးရွာတွေအနီးမှာတွားရောက်ပြီးတော့မှာ ဒီကြမဲ့တောင်းကျမ်းသူတွေကိုနေမီချင်းလေးကိစ္စတွေဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ဆံကကြအုပ်စုမှနေတိုင်းကြတဲ့မြို့ပြည်သူများကလည်းဒီအကြမဲ့တောင်းကျမ်းသူတွေကိုအလိုမရှိတော့တဲ့အတွက်ကြောင့်ဒီကြမဲ့တောင်းကျမ်းသူတွေကိုနေနေနိုင်ခဲ့တဲ့အပေါ်အာရဝန္တာနေကြတာဖြစ်ပါတယ်။ကြမဲ့တောင်းကျမ်းသူတွေဟာဆံကကြအုပ်စုဗတ်မင်ကြအုပ်စုကြမ်းလေးကြမ်းကျွဲတွေဖက်မှာလည်းတတ်ဆွဲခိုးအောင်ခဲ့တာဖြစ်ပြီးတော့မှအဆိုပါနေရာတွေမှာလည်းဘိုးမျိုးသားတမတော် PNA ကပြန်လဲထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အထုရိသား6မှနေတိုင်းကြတဲ့ပိုးပြည်သူလူထုနဲ့တကွာငင်းအောင်တိုင်းသားတွေအားလုံးကလည်းငင်းချမ်းချင်းကိုလိုလားတဲ့အတွက်ကြောင့်မလို့နိုင်ငံရေးချုပ်ထွေးတဲ့အချိန်ကနေစပြီးတော့မှကိုယ့်နေရာမှာပဲအသက်နိုင်ဆုံးနေထိုင်ကြပြီးတော့မှငင်းချမ်းမှုကိုတံဖိုးထားမျက်နှာထားခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီကြမဲ့တောင်းကျမ်းသူတွေဟာကိုယ့်နေရာကိုမနေဘဲနဲ့ငင်းချမ်းနေတဲ့ပိုးရိသားကိုဖျက်ဆီးချင်တဲ့စိတ်ဓာတ်တွေကြောင့်ပိုးရိသားတွေကို2023ခုနှစ်ကနေစပြီးတော့မှ2025ခုနှစ်အထိကျူးကျော်ဝင်ရောက်လာပြီးတော့မှ ဘောပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုလည်းအမျိုးမျိုးဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်အထုဒေတာချောက်ဘောပြည်သူများနဲ့တကွာငင်းအောင်တိုင်းသားတွေဟာငိမ့်ချမ်းချင်းကိုလိုလားတဲ့အတွက်ကြောင့်မလို့အထုဒေတာချောက်အသွေးမှာနေမီကျူးကျော်လာရောက်ပြီးတော့မှအတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အကြမဲ့တောင်းကျမ်းသူတွေကိုဘိုးမြတ်တပ်မတော်ဘီအန်အေနဲ့မြန်မာတပ်မတော်ဖူးပေါင်းပြီးတော့မှဆက်ရပြီးတော့မှနေမီချင်းလင်းကိစ္စတွေဆက်လက်ဆောင်ရွက်တော့မှဖြစ်ပါတယ်ဘိုးမြတ်တပ်မတော် PNA ဟာ ငိမ့်ချမ်းခြင်းကိုလိုလားတဲ့အတွက်ကြောင့်မို့လို့ငိမ့်ချမ်းရေးရယူပြီးကရေကသူတစ်ပါးရဲ့နေမျိုးကိုတာရောက်တိုက်ခိုက်တာလည်းမရှိခဲ့ဘူးအဲ့တော့ကိုရဲ့နေမျိုးဒေတာလုံခြုံရေးတင်းငိအချမ်းရေးကိစ္စတွေကိုပဲတောက်ချောင်းဆောင်ရွက်ခဲ့တယ်နေပေါင်း30အတွင်းမှာတိစောက်ထားခဲ့တဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်တွေကိုအပြည့်အစုံမခံချင်ဘူးငိမ့်ချမ်းရေးကိုလိုလားတဲ့အတွက်ကြောင့်မို့လို့ငိမ့်ချမ်းရေးရဲ့အတီးအပွင့်တွေကိုဆက်လက်ပြီးတော့မှ ကင်ဆွဲထားနိုင်အောင်ကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့နေမည်တည်ငင်အိမ်ချမ်းရေးအတွက်သာစီရေးကိစ္စတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်အထူးဒေတာ၆မှာရှိနေတဲ့ပိုးတိုင်းသားပါဝင်းငင်တော်တိုင်းသားတွေအားလုံးကလည်းကိုယ့်ရဲ့နေမည်ကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့အိုးအိမ်တွေကိုအပြည့်စုံမခံနိုင်အောင်ဝိုင်းဝန်းစောင့်ရှောက်ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်